အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်တော့ညနေခင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့မှဒါကျွန်တော်ဆွေးနွေးရမယ့်အကြောင်းက Arsenal အသင်းရဲ့အပြောင်းအရွှေ့အကြောင်းဖြစ်ပါတယ်။ Arsenal အသင်းရဲ့လက်ရှိအပြောင်းအရွှေ့မှာဒါကျွန်တော်တို့ Victor Kyogres ကိုခေါ်ယူဖို့အတွက်အရှိကပြင်းနေပြီလို့သိရတယ်မှာပါတယ်။ Victor Kyogres ကိုခေါ်ယူမဲ့ club တွေထဲမှာမှတော့ကျွန်တော် Arsenal တင်းကလက်ရှိမှာဒါကျွန်တော်ကစားသမားနဲ့ပုံကူရေးရအချင်းဒီဒီတော်တော်လေးကိုကောင်းပြီးတော့ဒါကျွန်တော်လက်ရှိသူ့ကိုစိတ်ဝင်စားတဲ့ club တွေတဲကမှာဒါကျွန်တော် Arsenal တင်းကခေါ်ယူဖို့အတွက်ရာဂိုင်းတို့အများဆုံးနံပါတ်1အသင်းတွေနဲ့အခုလက်ရှိမှာရေပန်းစားနေပြီဖြစ်တယ်။အဲ့ဒီကိစ္စလေးနည်းနည်းလေး breakdown လုပ်လိုက်အောင်။အခုလက်ရှိမှာ Victor Kyogres ကိုဒါလိုချင်တဲ့အသင်းတွေတော်တော်လေးကိုများတဲ့ Premier League club မှာတင်းကဒါ Arsenal နဲ့ Manchester United အသင်းကဦးဆောင်နေတယ်။ဒါပေမဲ့ကျွန်တော် Victor ာကာယိုဂက်စ်ကလာမယ့်နေရာဒီမှာစပော့တင်ကနေထွက်ဖို့အတွက်တရားရဂိုင်းလုံးချင်းတည်သွားပြီးဖြစ်ပြီးတော့စပော့တင်ဘက်ကလည်းဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းယူရိုတန်100ဆိုတာထက်ယူရို65တန်ပတ်ချလဲဝင်ကျင်ကြကိုဒါယူရိုမှာဖြစ်ပြီးတော့ဒီကစားသမားရဲ့အပြောင်းရွှေ့မှာဒါပါဝင်ပတ်သက်လာမယ်လို့သိရတယ်မှာပါအဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့အာဆုံသိတဲ့ယူရို65တန်ဆိုရင်တော့ပေါင်55တန်သာရှိမယ်ဆိုရင်တော့ Victor Kyrgios ကိုခေါ်ယူဖို့အတွက်တိတ်ပြီးတော့ဝဝဆိုဆစ်ဝဝဝလည်းစဉ်းစားတော့မယ်ချက်ချင်းဆိုလို့ခေါ်ယူတော့ဖို့ပြင်ဆင်လာခဲ့တယ်လက်ရှိချိန်မှာလည်း Victor Kyrgios နဲ့ပုဂ္ဂိုလ်ကြီး ရာသဘောတူညီမှုရဖို့အတွက်ရေဘတ်အစားဆုံးအသင်းကလည်းအာဆုံးအသင်းဖြစ်နေတဲ့ထမှာပါတယ်။ဂျာမန်အတွက် Manchester United အသင်းကဝင်ရောက်လာခဲ့ပြီးမဲ့လက်ရှိ Manchester United အသင်းရဲ့လက်ရှိအခြေအနေတွေကြောင့်မလို့ဒါ Victor Kyogres ကိုခေါ်ယူမဲ့အနေအထားကတော်တော်လေးကိုနှောင့်နှေးသွားခဲ့ဖြစ်တယ်။အကဲ United ကဂျာမန်မှာ Europa League ရခဲ့မယ်ဆိုရင်တော့ Victor Kyogres ကိုခေါ်ယူရတာကျွန်တော်တို့အရှင်အဟုန်မြင့်လှုပ်ဆောင်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီးမဲ့မင်းညားကအခြေအနေတွေကြောင့်မို့ဒီအခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့တယ်ဆိုပြီးလက်ရှိမှာဒါကျွန်တော်တို့ Charles Webb ကနေပြီးရေးသားလာတာကိုတွေ့ရမယ်ထင်ပါပါ။အဲ့တော့ United တဲ့သေးတဲ့လက်ရှိမှာ Victor Cargas ကိုစိတ်ဝင်စားမှုတွေရှိတယ်။ဒါပေမဲ့ကစားသမားအနေနဲ့လက်ရှိမှာဒါ United အသင်းကိုလည်းစိတ်ဝင်စားမှုရှိခဲ့ပေမဲ့ United အသင်းရဲ့လက်ရှိမှာ PSR နဲ့ FFP Spanish Senior Sikat နေကြောင်းမို့လာမယ့်နေရာဒီမှာဝင်ဝင်နေသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီကစားသမားဒါခေါ်ယူရေးမှာ နောက်နေသွားခဲ့ပြီ။အဲ့တော့ဒီနေရာမှာအာစတောသင်းကတော့ကျွန်တော်တို့လက်ရှိအချိန်မှာ Victor Kyokas ကိုခေါ်ယူဖို့အတွက်နံပါတ်1အသင်းနဲ့လက်ရှိမှာပြေးနေတာဖြစ်ပါတယ်။ Victor Kyokas ဆိုတဲ့လက်ရှိမှာအာစတောသင်းကစာချုပ်တက်တန်းရ9နှစ် plus 2နှစ် prepare လုပ်ထားပြီးတော့လက်ရှိအာစတောသင်းရဲ့လုခလာစာအများဆုံးသောကစားသမားရဲ့တယောက်ဖြစ်လာမယ်လို့သိရတယ်မှာပါတယ်။တပတ်လုခပေါင်2သိန်းခွဲနဲ့2သိန်း1000ကျားတဲ့ရှိတဲ့ဈေးတစ်ခုနဲ့တူအာစတောသင်းကလက်ရှိမှာကစားသမားကိုကန့်လန့်မှုပြင်ဆင်နေပြီးတော့ဒီတိုင်းဆိုရင်တော့ Victor Kyokas ကလည်းမချခင်မှာအာစတောကစားသမားဖြစ်လာလို့လာမယ်ဆိုပြီးတော့ကောလာဟာလာဒီရဲ့ဒါကျွန်တော်တို့သတင်း resource တွေကတော်တော်လေးကို confident ဖြစ်လာတယ်လို့ဆိုလို့ရမယ်ဒီမှာပါပါတယ်အမီတော့ပင်စိုးစိကမှု Arsenal သစ်နဲ့ Victor Caio Gracia လက်ရှိအပြောင်းရွှေ့အတွက်ဒါ Sporting ဘက်ကတောင်းဆိုတဲ့ဈေးပုံစံမျိုးကိုတထရာတဲ့ပြီးသွားမလားဒါမှမဟုတ်ဒီညမှာဈေး short ပြီးသွားအောင်လားဒီညမှာတစ်ချက်တော့စောင့်ကြည့်အောင်လို့ပါတော့လက်ရှိတော့ဆုံးရသတင်းတွေအရဆိုရင်တော့ Arsenal သစ်အနေနဲ့ Sporting ပေးတဲ့ဈေးကို A စစ်စစ်ပြီးနိုင်တယ်ပေါင်55သန်း Euro 65သန်းဆိုတာ Arsenal သင်းရဲ့ budget ထဲမှာရှိတယ် Arsenal သင်းကဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီး installment ပုံစံမျိုးလုပ်သွားဖို့အတွက်ကြံစည်နေပြီးတော့ပေါင်3သန်းလောက်ပေးပြီး ြီး၄နှစ်အရကြတခါတည်းရှင်းသွားဖို့ရှိရဆိုတဲ့တင်းနေထွက်လာခဲ့တယ်အဲ့တော့လက်ရှိမှာ Sporting ဘက်ကလည်းဒါကိုလက်ခံသွားဖို့ရှိပြီးတော့ Sporting အနေနဲ့လည်း Star Kyogres ရဲ့ရောင်းချဝင်ငွေကနေပြီးတော့အသင်းကိုပြန်လည်ပြီးတည်ဆောက်ဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ကောလာဟာလာတင်းနေထွက်ပေါ်နေအဲ့တော့ဒါ Sporting နဲ့ဒါကျွန်တော်တို့ Kyogres ရဲ့ဇလန်းကတော့တခမ်းရောက်တော့မှဖြစ်ပြီးတော့မကြခင်မှာဒါ Arsenal အသင်းက Sporting ရဲ့ဒါကျွန်တော်တို့ Kyogres ရဲ့ဒါနေရာတစ်ခုဖြစ်လာမယ်လို့အကုန်လုံးကမျှော်လင့်ချက်ထားရတယ်မှာပါတယ်လက်ရှိချိန်မှာ Arsenal အသင်းကတိုက်စစ်မှုဆက်စစ်ကိုလိုအပ်နေပြီး Victor Kyogres က Arsenal အသင်းရဲ့ လက်ရှိအလို့အဆုံကစားသမားတွေတယောက်ဖြစ်တယ်ဆိုတာလုံးဝလုံးဝကိုညင်းလို့မရဘူးလို့ပြောလို့ရမယ်တယ်မှာပါတယ်အာဆုံသင်းတဲ့လက်ရှိမှာဒါကြောင့် Victor Kyrgios ကိုနံပါတ်1နေရာမှာသာထားပြီးတော့ဒါနံပါတ်1နေရာမှာ Benjamin Sesko ကိုသတ်မှတ်ထားတာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာ Victor Kyrgios ကို Arsenal သင်းကလာမယ့်နေရာဒီမှာသူတို့တိုက်စမှုဖြစ်လာမယ်လို့အသင်းဘက်ကလုံးဝ confidence ရှိနေပြီလို့သိရတယ်မှာပါအဲဒါကြောင့်မို့လက်ရှိမှာ Victor Kyrgios ကိုလက်ရှိမှာ Arsenal သင်းနဲ့လာမယ့်နေရာဒီမှာတိုက်စမှုတယောက်နဲ့ Arsenal အသင်းရဲ့ engineer တွေတွေ့ရဖို့တော့တဖြည်းဖြည်းရခိုင်လို့များတယ်အဲ့တော့အတူချုံလေးပြန်ပြောမှာဆိုတော့လက်ရှိမှာ Arsenal သင်းနဲ့ ဗစ်တာကာယိုဂရက်စ်ကိုဒါခေါ်ယူဖို့အတွက်ရှေ့ကပြေးပြီးဦးဆောင်နေတဲ့ကစားသမားက9နှစ် plus တစ်နှစ်စာချုပ်တက်တန်း တရားဝင်ကမ်းလှမ်းတော့မှာဖြစ်ပြီးတော့လက်စာ2300သိန်းခွဲကြပေးသွားမယ်။တစ်ဖက်က Sporting Town နဲ့ပေါင်55သန်းကိုလည်း Arsenal သင်းနေနဲ့ပေးချေဖို့တော့လုံးဝအေးစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကစားသမားခေါ်ယူရေးမှာတော့ Arsenal သင်းကလက်ရှိမှာနံပါတ်1ပြေးနေပြီဖြစ်ပြီးတော့ဒီကစားသမား Arsenal Engine နဲ့မကြခင်တွေ့ရတော့မှာလားဆိုတဲ့မိကွန်းတွေကိုကျွန်တော်တွေ့ရမယ်ဒီမှာပါတယ်။လက်ရှိမှာတော့ Arteta ကိုယ်တိုင်ကလာမယ့်နေရာဒီမှာသူတို့ရဲ့အသင်းက quality ပိုကောင်းတဲ့ကစားသမားတွေကိုဖြည့်တင်းရမယ်ဆိုတာကိုတရားဝင်သူရဲ့ဒါကျွန်တော်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပြီးဖြစ်ကြောင်း Victor Kyogres ကိုတော့ အာဆိုသင့်လာမယ်ဒါကြောင့်ရက်သက်တပတ်မှတရားဝင်ရကျွန်တော်ပုတ်ကူရေးသဘောတူညီမှုရပြီးတော့အသင်းနဲ့သင်ကြကမ်းလှမ်းမှုတစ်ခုဖြစ်လာတော့မယ်လို့လည်းကျွန်တော်အနေနဲ့ဒါတွေးမိရတယ်မှာပါပါအဲ့တော့ဒီနေ့မှာဒါအာဆနိုသင်ကဒါဒီနှစ်တိုက်ဆက်မှုခေါ်ယူတဲ့ဇူဘီမန်ဒီကဒုတိယမြောက်ခေါ်ယူမှုတစ်ခုဖြစ်လာမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တယ်မှာပါတယ်ဒါပေမဲ့အာဆနိုသင်နဲ့ဒီနားမှာဒီရက်တက်နေမှာမဟုတ်ဘဲနဲ့တောင်ပိုင်းကစားသမားခေါ်ယူကူလည်းလာမယ်နေရာဒီမှာခေါ်ယူသွားဖို့တဲ့ပြင်ဆင်လာခဲ့တယ်လက်ရှိမှာအာဆနိုသင်လက်ရှိစဉ်းစားထားတဲ့တောင်ပိုင်းကစားသမားအလုံးပေါင်းဒါကျွန်တော်တို့၄ယောက်ရှိတယ်ဒီ၄ယောက်ကဒါတစ်ယောက်ကဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကစားသ သမား၊နှစ်ယောက်ကလာလီဂါရဲ့ကစားသမား၊နောက်တစ်ယောက်ကတော့ဘိုင်ယန်မြူးနစ်ရဲ့ကစားသမားဖြစ်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာအာဆိုသိနေတာကျွန်တော်တို့လက်ရှိတောင်မန်ကစားသမားတွေကပို့ပြီးတော့အဆင့်တန်းမြင့်တဲ့တောင်မန်ကစားသမားတွေလိုအပ်တဲ့အပြင်ကိုဒါစာကားရဲ့အရန်ကိုလည်းကောင်းကောင်းလိုအပ်တဲ့သဘောမှရှိတယ်။စတာလင်ကိုဒါကျွန်တော်မီဂန်ကလပ်ဖြစ်တဲ့ချယ်ဆီကိုပြန်လဲလွတ်တော်မဲ့အာဆိုသိနေရိုက်ဝေးနေရာမှာအရန်ကောင်းကောင်းတရက်ကိုနေရာတနေရာပေးသွားဖို့လည်းရှိတယ်။ကောလန်ဟာလာတွေကဒါကစားသမားမဝယ်လည်းဖြစ်တဲ့အာစတုန်သင်က right wing နေရာမှာ Ethan Wanderery ကိုလည်းနေရာပေးသွားမယ်ဆိုတဲ့သတင်းတွေကိုတောက်လျှောက်တက်နေတာတွေ့ရမှာအဲ့တော့ပြောချင်တာကအာစတုန်သေးဘက်ကပြန်ကြည့်မယ်ဆို အဓိကလာမဲ့နေရာဒီမှာတို့ဖြစ်တင်းရမှာလက်ဖွင့်ဖြစ်တယ်လက်ဖွင့်မှာအာဆန်တင်းကတိကျတယ်မှာတကယ်အကြီးကျယ်ချိတ်ဆက်နေတာနီကိုဝီလျံဖြစ်တယ်နီကိုဝီလျံရဲ့အပြောင်းရွှေ့အတွက်ဒါကြောင့်အာဆန်တင်းနဲ့စာချုပ်ဖြတ်သိမ်းကြီးကလုံးဝလွယ်လွယ်လေးဖြစ်တယ်ယူရို55သန်းပတ်ချလေဝင်းချန်နီကိုဝီလျံရဲ့စာချုပ်ဖြတ်သိမ်းကြီးဒါရှိရတဲ့ကြောင့်မို့ဒါအာဆန်တင်းရဲ့စာချုပ်ဖြတ်သိမ်းကြီးကအင်မတန်မှလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်တယ်ဒါပေမဲ့နီကိုဝီလျံကလက်ရှိမှာသူ့ရဲ့လောက်ခလာစာဖြစ်တဲ့တပတ်၄သိန်း၄သိန်းဝယ်တောင်းထားတဲ့ပတ်စံကတော့တပြားမှမလျှော့တဲ့အခုလက်ရှိမှာအာဆန်တင်းကနီကိုဝီလျံကိုတော်တော်လေးကိုလက်လျှော့ဝယ်ရရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်နီကို လီယံနဲ့တပတ်လူလောက်က၄သိန်းဒါယူရို၄သိန်းဆိုပေါင်၃သိန်း၂000ဒါပေါင်၃သိန်းလောက်ရှိတဲ့ဈေးတကူအခုလက်ရှိမှာဒါဆာကာရဲ့လက်ရှိလောက်ကလာတာလောက်ကိုနီကိုဝီလီယံဘက်ကတောင်းဆိုထားတဲ့ဖြစ်တဲ့ကြောင့်မအာစတောတဲ့ဒါမျိုးကိုပေးဖို့တော့လုံးဝစဉ်းစားမရှိဘူးကစားသမားဘက်ကတော့ခုနကပြောလို့ယူရို၂သိန်းခွဲ၂သိန်း 8000ပတ်ချလဲဝင်ကြပေါင်2သိန်း2သိန်း2000ပတ်ချလဲဝင်ကြလက်ခံမယ်ဆိုတော့အာစနိုသင်းကစဉ်းစားတော့အောင်ဖြစ်ပြီးတော့ဒါတော်မှစဉ်းစားမဲ့ချိန်လေးဖြစ်ပါတယ်နီကိုဝီလျံအာစနိုသင်းကအခုလက်ရှိမှာတပတ်လောက်ကယူရိုသင်း3သိန်း8000 2သိန်းကြလောက်ပဲတန်တယ်ထင်ပြီးတော့လက်ရှိမှာဒါကြောင့်မို့နီကိုဝီလျံအပြောင်းရွှေ့တဲ့အာစနိုသင်းရဲ့သတင်းတွေကလည်းတဖြည်းဖြည်းမင်းမိန်လာတာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာပရီးမီးယားလီဂ်အသင်းတွေကကစားသမားကိုပြောပါဆိုတော့ Brian Abwehr ဖြစ်တယ် Abwehr ကိုလက်ရှိမှာ Brentford သင်းနဲ့ Lamine တွေရာဒီမှာရောင်းထုတ်သွားဖို့အတွက်ပြင်ဆင်နေဆိုတာဒါနီးပြ Thomas Frank ကိုတရားဝင်တာကြောင့်ပြောထားတာဖြစ်တယ် Abwehr ကိုလက်ရှိမှာ Brentford Frankfurt ကပေါင်သန်း60ဈေးသတ်မှတ်ထားပြီးတော့ Arsenal သင်းကလက်ရှိမှာစိတ်ဝင်စားမှုတချို့ပြနေတဲ့အရေးအယောင်သာရှိပါတယ်။တကယ်နဲ့ခေါ်ယူများမခေါ်ယူများမသိသေးမဲ့လက်ရှိမှာ Arsenal သင်းနဲ့ Brian Antwerp ကိုလက်ရှိသူတို့ရဲ့တောင်ပန်ကစားသမားနေရာတနေရာအတွက်ဒါကျွန်တော်တို့နံပါတ်1ပြင်မှတ်ပုံစံမျိုးထားရတယ်။နံပါတ်1မှာနေရာတနေရာအတွက်ဒါသူတို့နေပြင်မှတ်တစ်ခုထားရတယ်။ဒီစားသမား left wing က right wing ကနေရာစုံဆော့လို့ရတဲ့ကြောင့် Arsenal အသင်းနေနဲ့ပြောမယ်ဆိုစာကာအရန်ပုံစံမျိုးလို့ဆော့လို့ရတယ်။ Martinelli နေရာမှာနံပါတ်1နေရာမှာဝင်ပြီးတော့အစားထိုးလို့နေရာမှာရှိတယ်။ Antwerp ရဲ့လက်ရှိပြဿနာကတော့သူ့ရဲ့ဒါကျွန်တော်တို့ ်ပြောင်းရွှေ့ခြင်းကပေါင်တန်း60ဖြစ်နေတဲ့ကြောင့်တော်တော်လေးကိုမြင်မာနေပြောင်းရွှေ့ခြင်းဖြစ်တော့မဟုတ်အာဆိုတဲ့ဒီပြောင်းရွှေ့ခြင်းကိုတော်တော်လေးကိုစိတ် ဘာတချက်စောင့်ကြည့်နေလို့ကြည့်ရတယ်မပါဘူး။နောက်တစ်ခါလက်ရှိမှာအာဆိုတဲ့အခုတလို့တင်းနေတအားဟော့လာတဲ့အပြောင်းရွှေ့ကစားသမားဖြစ်တယ်။ဒါလူရဲမထွန်းမှာလည်းအသင်းပြောင်းဖို့အတွက်တေချာလောက်ရှိနေဖြစ်တဲ့ရူဒီဂိုဖြစ်ပါတယ်။ရူဒီဂိုတော့အခုလက်ရှိမှာဒါအာဆနိုတင်းနဲ့တဖြည်းဖြည်းတင်းနေချမ်းလာခဲ့ဖြစ်ပြီးရူဒီဂိုရဲ့အပြောင်းရွှေ့ကတဖြည်းဖြည်းဟော့လာခဲ့တယ်မှာပါတယ်။ရူဒီဂိုအခုလက်ရှိမှာချယ်ဆီတင်းနဲ့အာဆိုတင်းကဂျိုင်းတူစိတ်ဝင်စားနေပြီးဒီကစားသမားရဲ့အပြောင်းရွှေ့ကတော့တစ်ဖက်ကရီယယ်မက်ဒရစ်ဘက်ကယူရိုတန်80နဲ့85တန်းလောက်ဈေးသတ်မှတ်မှုရှိတယ်။ပေါင်80နဲ့85တန်းပေါ့။အဲ့တော့ရူဒီဂိုကိုလည်းလက်ရှိမှာရီယယ်မက်ဒရစ်အတင်းက ြောင်းဆူပြောင်းရွှေ့ခြင်းနေပြီးတော့သူကိုယ်တိုင်လက်ရှိမှာ Real Madrid အသင်းနဲ့သူ ਨੇ ပြီးဆုံးသွားပြီလို့သတင်းထွက်နေခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Arsenal က trade တော်တော်လေးကိုထဲထဲဝင်ဒါလိုက်ပြီးတော့ကစားသမားကိုခေါ်ယူဖို့အတွက်ဆွေးနွေးနေတယ်ဆိုတဲ့သတင်းလည်းထွက်နေတယ်မှာပါတယ်။ဒီထဲမှာ Arsenal အသင်းနဲ့အလွတ်နဲ့ရဖို့အတွက်ကြိုးစားနေကစားသမားက Bayern Munich ရဲ့လက်ရှိ full wing ကဖြစ်တယ်။အဲကျွန်တော် Levi Sa နေပဲ။ Sa တွေကလက်ရှိမှာ Arsenal အသင်းနဲ့အလွတ်နဲ့ရောက်ရှိဖို့အတွက်ကြိုးစားနေစေဖြစ်တယ်။ဒါပေမဲ့ပြဿနာက Levi Sa နေရဲ့လက်ရှိလုခသားစာဖြစ်တဲ့တပတ်လုခ Euro 4သိန်းနဲ့3သိန်း8000ပတ်ချလဲဝင်ကြဈေးက Arsenal အတွက် စဉ်းစားစရာတစ်ခုဖြစ်တယ်လို့ပြောရင်းနဲ့ပဲ ကျွန်တော်တော့ကုန်ပြပါအောင်ပေါ်လုံးမတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment နေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကုန်ပြလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment နေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကုန်ပြလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာ ိုင်းလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှမမြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးကြိုးတူပါဗျကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြရပေါ့ဒေးဖော်ပါဗျ